Hello အားလုံးပဲမင်္ဂလာပါ ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့အထူးသတင်းကောင်းလေးတစ်ခုကို ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ကျွန်တော်ရဲ့ TikTok account တွေကမြန်မာ region ပဲဖြစ်ဖြစ်ထိုင်း region ပဲဖြစ်ဖြစ် monetization လုပ်လို့ရတဲ့ပတ်စံရှာလို့ရတဲ့ account ဖြစ်အောင် Japan region ပြောင်းလို့ရပါပြီခင်ဗျာ ားလုံးစိတ်ဝင်စားမယ်ထင်ပါတယ်။ဆိုတော့ကျွန်တော်ရဲ့လက်ရှိမှာအသုံးပြုနေတဲ့ကျွန်တော်ရဲ့ TikTok account တွေမြန်မာ region ပဲဖြစ်နေဖြစ်နေထိုင်း region ပဲဖြစ်နေဖြစ်နေမလေးရှားတို့ကြိုက်တဲ့နိုင်ငံပဲဖြစ်ပါစေကျွန်တော်တို့စီမှာမြန်မာ region ကနေ Japan region အဖြစ်ပြောင်းလဲပြီးလို့ရတဲ့ service လေးကိုကျွန်တော်တို့လုပ်ပြီးမှဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်ရဲ့အကောင့်ဒီကျွန်တော်ရဲ့ TikTok က Berryjan ပဲဖြစ်နေပါစေကျွန်တော်ရဲ့အကောင့်ကို Japan Region ပြောင်းပြီးတော့ဒေါ်လာဝယ်ငွေအများကြီးရှာလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီ service လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် ကျွန်တော်စီမှာ အမြန်ဆုံးလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်စီမှာ service ရှိပြီလို့ကျွန်တော်ကြေငာရင်းတဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye